မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာဦးနန္ဒရေးသားသောတရဏဂုံနှင့်တမန်ကြားဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူသူဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငင်းရေးဆရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်ကျွန်ုပ်ဒီစိတ်ကူးရင်ချင်းကို အလွန်နှစ်သက်၏ ်သို့သောမဖြစ်နိုင်သောတဘာဝလွန်ကိစ္စရပ်များကိုစိတ်ကူးယဉ်ခြင်းမျိုးမဟုတ်လက်တွေ့လှုပ်ဆောင်နိုင်သောကိစ္စရပ်များကိုသာလှုပ်ဆောင်နိုင်မည်ဟုစိတ်ကူးယဉ်ခြင်းမျိုးသည်အထူးသဖြင့်တိဘက်ပြည်မှလာမဖုန်ကြီးများ အိန္ဒိယရှိစာရူဂျီမှာအီဂျစ်ပြည်မှာဖာဂီဂျီများမြန်မာပြည်ရှိအာဃဘုံကြီးများယသိကြီးများဖူးသူတော်ကြီးများ၏အစွမ်းသက်တီများထူးဆန်းသောအတွေ့အကြုံများကိုနှစ်သက်ဆွဲလန်းကာစိတ်ကူးရင်လေးရှိဤသို့ဖြင့်ဒေသအစုံတို့ခြေရင်ခီးသွောရန်မိတ်ဆွေကြီးဥဒီပါနှင့်တိုင်ပင်၍ရွှေဒဂုံစေတော်ကြီးအားဖူးမြော်ကြတော့ရင် အောင်မြင်နှင်းကခီးစားခဲ့လေသည်မြေလျှောက်ခီးမှုတတော်ဝင်တတော်တက်ကလူသူအယောက်ပေါက်နေသောရှေးဟောင်းစေတီများကိုမကြာခဏဖူးမြော်ရလေဒေသစုံမှထူးဆန်းသောဖြစ်ရပ်များကိုမ ကြာခဏကြာရတော့လေပကံရာဇဝင်ကဲ့သို့ဒုတ်ထန်းဓာထန်းယုံနှန်းစကားစင်မျိုးသာအများကြီးလက်တွေကမပြနိုင်ကြပြီခရီးစဉ်ကရှေးလျားလာသဖြင့်အကြောင်းစုံကိုရေးသားတွေကမဖြစ်နိုင်ချေထို့ကြောင့်လူရင်းမြကိုသာစူပီအံကျွန်ုပ်နဲ့ဥဒီပါလည်းခရီးဆက်ရင်တမှုမျိုးဤမြောက်ဖက်မိုင်၄၀ခန့်ကွာ၌ရှိသောအောင်စရရွာလေးသို့ရောက်ခဲ့ချေရွာတကြီးမှာသူတို့ရွာကလေးသည်အလောင်းမင်းတရားကြီးဥအောင်စရတီးခဲ့ကြောင်းနဲ့ထူးဆန်းသောဒေါင်းဖျားစီရင်ငယ်ပါရှိကြောင်းဆက်စုံနှော၍ပြောပြလေ ျွန်ုပ်လည်းအနှဲငယ်အတွေ့အ내ချက်၍စဉ်းစားမိသည်ကအရှိတ်တမိုင်မြောက်ကွာတွင်နာဂတောင်တန်းကြီးနှင့်အနောက်ဘက်တမိုင်ခန့်တွင်အိန္ဒိယပိုင်ဟိမဝန္တာတောင်တန်းတို့ကြားညီညာကျယ်ပြန့်သောမြေပြင်အခြေအနေကြောင့်မဏိပူရအာတန်ကတဲ့တို့နှင့်နေမြေစစ်မှတ်ရေးရာကိစ္စများအတွက်အိန္ဒိယလေးအားရွေးချယ်အသုံးပြုခြင်းများလာဟုတွေးတောခံမှန်းယုံမှတပါအခြားမရှိပေ တို့နဲ့မနက်6နာရီကတည်းကရွာသကြီးပြေးလိုက်တော့ချင်းလုံးလေးပါကန်ရှိသောကောင်းကျင်းပေါင်းတို့နဲ့ရေဘူးကိုစီဆွဲကနာဂတောင်တန်းကိုစတင်ကြော်ဖြတ်ရန်ခရီးစားခဲ့ကြ၏အမြင့်နည်း၍ခရီးဝေးသည်ကတောင်ဟူသောဆိုရိုတိုင်းတရက်ခွဲမြဖျက်ကျော်ခဲ့ရ၏ဤသို့ဖြင့်ကျွန်ုပ်နှင့်ဥဒီပါလည်းနာဂတောင်တန်းအရှိတ်တောင်ကြီးရှိဒီလောင်ရွာကလေးသို့ရောက်ရှိကရွာဦးဆောင်ဆရာတော်ထံ၌ခွင့်ပန်၍တဲခိုကြလေ၏ ညဦးပိုင်းမှစ၍ကပ္ပရာကြီးလာရောက်ခေါ်သည်ဖြင့်ဆရာတော်ထံသို့ရောက်ရှိခဲ့၏။ဥချကတော်ပြီးစကားစမြည်များပြောကြားနေစဉ်ဆရာတော်ဘိနာတို့ဦးစင်းလေးတစ်ပါးရောက်လာကဒန်းလူဝင်ထိုင်လိုက်သည်ဖြင့်ကျွန်ုပ်မှအနှဲငယ်အံ့အားသင့်မိ။ဆရာတော်လည်းရိပ်မိပုံရ၏။သူကဦးပစင်းရဲ့ညီတော်ပါ။တိတ်ခေါ်ပါကအတူတူပါပဲဟုဆရာတော်မဆိုက ထိုဦးပစင်းလေး၏ပခုံးကိုအသားရပုတ်၍မိန်လေ၏။စကားပြောဆိုကြရင်းနဲ့ကျွန်ုပ်သတိတစ်ခုထားမိ။ဆရာတော်၏အသားရမှာအဖြူလည်းမဟုတ် နီးဆက်ဆက်ဟုခေါ်ရမည်ပဲအထူးသဖြင့်စကားသံသည်ကျွန်တော်ရင်းနှီးကြောက်ဝင်သောရှမ်းပအိုကရင်လူမျိုးတို့၏ဝဲပုံမျိုးမဟုတ်ပဲကျွန်တော်၏မိတ်ဆွေစာရေးဆရာဆလိုင်းရွှေလင်း၏ဝဲပုံနှင့်ဆင်စင်တူနေသဖြင့်ဆရာတော်ကချင်းလူမျိုးလားဟုမေးမြန်းလိုက်က မဟုတ်ဘူးနာကလူမျိုးပါဟုဆရာတော်ကပြန်ဖြေကျွန်ုပ်များစွာအံ့အားသင့်မိအဘဲကြောင့်ဆိုတော့ကျွန်ုပ်သည်နာကလူမျိုးများစွာနှင့်ထိတွေ့ဆက်ဆံမှု၏နာကလူမျိုးများသည်အသားမဲမဲနှင့်ပိန်သောသူများသည်အထူးသဖြင့်ရိုးရာဆွဲလန်းကြီးမား၍မျိုးနွယ်စုကွဲပြားသောသူများနှင့်ရောရှက်ပေါင်းသင်းခြင်းကင်းထိုအချက်များကြောင့်အံ့အားသင့်မိခြင်းဖြစ်သည် ထို့နောက်ဆရာတော်ကတမန်ကြားဆိုတာကြားဘူးသလား ကျွန်ုပ်ကတမန်ကြတို့ဝင်ပလူတို့ဆိုတာတော့ကြားဥပါတယ်ဖះဟုဖြေကဂျွန်ကိုယုံကြရလားဟုထပ်၍မေးမြန်းပြန်လေထို့အခါကျွန်ုပ်ကကံရဲ့အကျိုးပေးဖြစ်တာကြောင့်မငင်းဝင်ပါဖះဟုမယုတ်မလွန်ပြန်ဖြေလိုက်ရ၏အေးဒါဆိုရင်ကိုရိဖြစ်ရစံတခုပြောပြမည်ဟုဆိုကကျွန်ုပ်တို့အားသူတို့ညီနောင်တော်နှစ်ပါးဤအကြောင်းကိုမိန့်ကြားလေတော်သည် ။ဥပစင်းတို့ညီကိုနှစ်ယောက်ကရွယ်တူတန်းတူကိုရင်လေးတွေကိုမြင်ပြီးကိုရင်ဝစ်ချင်ကြောင်အဖိုးထံအပူကတ်ကြတာပေါ့။အဖိုးကမြို့နယ်စုခေါင်းဆောင်ဆိုတော့ဘယ်လက်ခံမှမလဲ။ဥပစင်းတို့ညီကိုနှစ်ယောက်လည်းမရမကအပူကတ်လွန်းတာကြောင့်နောက်ဆုံးတော့ဝစ်ခွင့်ပြုလိုက်တယ်။ဇလန်းကအဲ့ဒီမှာစတာပါပဲဟုဆရာတော်ကမိတ်ကြ යි ။ ဘလို့စတာလဲဖះဟုကျွန်တော်ကစကားထောက်လိုက်ရာတည်တယ်မဟုတ်လားဗုဒ္ဓဘာသာတွေရဲ့ထုံးစံတိုင်းပေါ့ကိုရင်ဝခါနီးပါလာတဲ့မိသားစုဆွေမျိုးပြိသက်ကိုတရဏဂုံတီလာပေးတာတွေကိုဟုဆိုကစကားကိုခိတရက်လိုက်တိပါရယ်ဖျားဒါကထုံနှင်းစင်လာလို့ဖြစ်နေပါပြီဖျားဟုကျွန်ုပ်ကထောက်ခံပြေဆိုလိုက်ရာอืมသူများတွေအတွက်တော့မထူးဆန်းမိမဲ့အဖိုးအတွက်ကတော့အရန်ကိုထူးဆန်းလွန်းတယ်ဟုဆရာတော်ကစိတ်မကောင်းတမ်းဆွဲ၍ညီပြောလေးပြောလိုက်ထို့နောက်တဖန်ဆရာတော်က တရဏဂုံဟာအစွမ်းထက်တယ်ဆိုတာကိုယုံကြရလားဟုမေးပြန်ကျွန်တော်က ဂျုံပါတယ်ဖေ။ဖေဟောလဲရှိတယ်။ဟန်တာရီခက်ကဒလထော်တို့နောက်ဒေဒီဆရာတော်တို့အခြားဘာသာရေးမဂ္ဂဇင်းစာဆောင်တွေမှာတရဏဂုံကြောင့်အန္တရာယ်ကင်းမှုတွေအကျိုးပေးပုံတွေအများကြီးတွေ့နေရတာပဲဖေ။မယုံမဲပဲရှိပါမလဲဟုဖြေဆိုလိုက်ရာဆရာတော်ကဥပစေတို့ညီကိုနှစ်ယောက်ကိုရင်ဝတ်ပြီးနောက်ပိုင်းမှာအဖို့ဟာလပြည့်လကွယ်နေ့တွေကြာရင်အဲ့ရတဲ့မှာတညလုံးလူးလဲ့အောင်ခန်းရပြီးအော်ဟစ်နေတော့တာပဲ။မနေ့ရောက်ရင်အဖို့တကူလုံးမှာအနီးစင်းရောက်နေနဲ့ညိုမဲနေတော့တာပဲ။ ဝိုင်းမီမင်းမြန်ကြပေမဲ့အဖိုးကအဆကတော့မဖြေဘူးနောက်ကြတော့မှပြောပြတယ်အဖိုးတို့မျိုးနွယ်စုကတမန်ကြမျိုးနွယ်စုတွေဖြစ်တယ်ရိုးရာဆင်လာရလာပြီလဝင်ညတွေမှာတမန်ကြအသွင်ကိုပြောင်းပြီးတညတာများနေထိုင်သွားလာအဆရှာရတယ်အခုတော့တမန်ကြအသွင်ပြောင်းမှုစူးစမ်းလဲပြောင်းမရဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့မြင်းနယောက်ကိုရင်ဝစ်စင်ကဖုန်ကြီးတွေထံမှာတရဏဂုံနဲ့၅ဘတိလာယူမိတာကြောင့်တမန်ကြအသွင်ကိုပြောင်းလို့မရတော့တာ။အဲ့ဒါကိုစိတ်ဆိုးပြီးနှက်ကြတွေကအမြင့်တန်းခတ်တာတဲ့။ ဆရာတော်ကစကားကိုခਿੱတရရထားပြီးမှအခုတော့လေမိသားစုတွေနဲ့ဆွေမျိုးတွေဗုဒ္ဓဘာသာတွေဖြစ်ကုန်ကြပါပြီဟုဆိုကစကားကိုနှီးကုံချုပ်လိုက်လေကျွန်တို့လည်းဆရာတော်အားနှုတ်ဆက်ကြော့ဥချပြီးအနာယူရန်နေရာစီသို့ပြန်ခဲ့ကြ၏အိယာထဏရဲ့နှစ်ဖူးပေါ်လက်တွင်ဆရာတော်စကားကိုပြန်စင်စားရင်အိတ်မပြောဘဲဖြစ်နေဥဒီပါအားအိတ်နေပြီလားဟုစောင့်ငဲ့၍လှမ်းကြည့်လိုက်ရာ၎င်းသည်လည်းကျွန်ုပ်ကဲ့သို့ပင်အိတ်မရပုံပဲ။ တရဏဂုံသီလာကြီးအစွမ်းကထပ်လာပါကြေတကားဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်